အလုံးမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ဒီကနေ့2025ခုနှစ်မေလ23ရက်နေ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ကိုရောက်ရှိလို့လာပါပြီအဲ့တော့ဒီကနေ့ညမှာထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝန်ရံတဲ့ဒူဘိုင်းတော်သားတွေကစတင်တင်ဆက်ပေးတော့မှာပါပြည်သူပေါင်းကိုတော်လန်ညချမ်းပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့ညရဲ့ထူးထူးခြားခြားတွေ့ရတဲ့သတင်းတွေထဲမှာဆိုရင်ပထမဆုံးသတင်းတစ်ပုဒ်ကတော့ပခုတ်ကူမြို့နယ်ထဲမှာ KDV ကိုသွားတဲ့ရဲ၃ယောက်ကိုတော်လန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်အဲ့တော့ KTV မှာမနှင်းစီမနှင်းစီတောင်မလုလိုက်နိုင်တဲ့အဖြစ်ကိုစစ်ရှုံးကောင်စီလက်အောက်ခံရဲ၃ယောက်တို့ရောက်ရှိသွားတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ပုတ်ကမင်းလာပဲခူးရိုးမှာတွင်မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီတပ်သားတွေတဲကတယောက်ကမွေကြိုက်ပြီးတော့ရှော့ပါတယ်နောက်တစ်ယောက်ကတော့ယင်နစ်ပြီးတော့သေဆုံးသွားတယ်လို့သိရပါတယ်အဲ့တော့ဒီကောင်တွေတော်တော်လေးကိုကန်စာတာတက်နေတယ်လို့ဆိုရမယ်ပြည်သူမြစ်တာစူးနေတယ်လို့ဆိုရမယ်နော် ခလုတ်တိုင်တော့တခါတည်းအသက်ထွက်မဲ့သဘောမျိုးရှိတယ်ဒီကောင်ထီအဲ့တော့မြားရီမြို့နယ်စစ်ရှုံးကောင်စီတက်ရဲ့ဘလဲဒိုကာကင်းစခန်းကိုတော့ KNL နဲ့မဟာမိတ် တက်တွေကသိမ်းပိုက်နိုင်လိုက်ပြီလို့သိရပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ချင်းပြည်နယ်မှာဖြစ်နေတဲ့တိုက်ပွဲသတင်းအကြောင်းအရာနဲ့ဒူးဒီကနေ့ညမှာထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုနားဆင်ရမှာပါခင်ဗျာအဲ့တော့ပထမဆုံးသတင်းတစ်ပုဒ်ကတော့ KTV ကိုသွားတဲ့ရဲ၃ယောက်အဲ့ဒီသတင်းတစ်ပုဒ်ကိုကျွန်တော်တို့စတင်ပြီးတော့နားဆင်ရအောင်ပါ မကွေးတိုင်းပခုတ်ကူမြို့နယ်မှာ KDB ကိုသွားတဲ့ဒီစစ်ရှုံးကောင်စီလက်အောက်ခံရဲသုံးဦးကိုဖမ်းဆီးရမိကြောင်းရဲစကြို Revolution Group YRG တာဝန်ခံကိုပတိုင်းကပြောဆိုတာကိုတွေ့ရပါတယ်အဲ့တော့အဲရဲသုံးဟာမေလ18ရက်နေ့လယ်2နာရီလောက်ကပခုတ်ကူမြို့နယ်ဖုံးကန်ကျေးရွာစစ်စေးရိတ်ဂိတ်ကနေပခုတ်ကူမြို့မှာရှိတဲ့ KDB ကိုလာရောက်တဲ့အချိန်လမ်းတနေရာမှာဖမ်းမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ဖမ်းတိကန်ရသူတွေဟာဒူရဲဒူရဲတက်ကြတီဟအောင် ရဲတပ်သားလှဖုံးတဲ့ရဲတပ်သားစီသူလွင်တို့ ဖြစ်ပါတယ်အဲတော့သူတို့နဲ့အတူဖုံးသုံးလုံးကြက်3,9000နဲ့လက်ပစ်ပုံးနှလုံးတင်းစီရရှိခဲ့ပြီးစစ်တုံးမှန်ဥပဒေတိုင်ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်းသိရပါတယ်ရခ3កងကဖုံးကန်ရွာစစ်စေးရေးဂိတ်ကနေပခုတ်ကူမြို့ပေါ် KTV ကိုအသွားပြပခုတ်ကူနဲ့ဖုံးကန်ရဲ့အကွာဝေးကနှစ်မိုင်လောက်ပဲရှိတယ်လို့ကိုပတိုင်းကဒီရဲတုံးဦးကိုဖမ်းမိတဲ့အကြောင်းဖြစ်စဉ်ကိုရှင်းပြပါတယ် ဖုန်းကင်ပါစစ်စေးကြီးကိတ်မှာဆရှုံးကောင်စီတပ်သားနဲ့ရဲအင်အား20လောက်အထိုင်ချတက်ဆွဲထားကြောင်းလည်းသူကဆက်ပြီးတော့ပြောပါတယ်။ရဲတုံးဖမ်းဆီးရမှာပြည်သူအာမန် PDF YSO King Cobra ဒေါင်းစစ်တီနဲ့ Southern YSO PDF တပ်ပေါင်းစုကပူးပေါင်းပြီးတော့ဆောင်ရွက်ခဲ့တာလို့သိရပါတယ်ခင်ဗျာ။အဲ့တော့မနှင်းစီမနှင်းစီသမားတွေအခုတော့တုတ်မှန်းဖြစ်ရတဲ့သတင်းမှာနောက်သတင်းကတော့ဘကိုးတိုင်းနဲ့ကသတင်းမှာဘကိုးတိုင်းမင်းလာမြို့နယ်ဘကိုးရိုးမအတွင်းမှာ စစ်ကြောင်းထိုးလာတဲ့အတမတ်စစ်ရုံးကောင်စီတပ်သားတွေမူယူပြီးဒီမုတ်ခါဆဲမှာ ရေချိုးတဲ့အချိန်မွေကြိုက်ပြီးတော့တအူးသေးတယ်ရေနစ်ပြီးတော့နောက်တအူးထက်သေးတယ်လို့ဒေသခံတွေကပြောပြကြပါတယ်ခင်ဗျာမေလာ22ရက်နေ့မနေ့အစောပိုင်းကစတင်ပြီးတော့မင်းလာမြို့နယ်အပိုင်းပဲခူးရိုးမှအတွင်းမှာဂျမ်ဘတ်စစ်ရုံးကောင်စီတပ်သား100လောက်ကစစ်ကြောင်းထိုးပြီးတော့ဝင်ရောက်လာတာလို့လည်းသိရပါတယ်အဲ့တော့အဲ့ဒီနေမွန်လွယ်၃နိုင်လောက်မှာအကြမ်းမဆက်ရှုံးကောင်စီတက်ဆက်ကြောင်းဟာဘကိုးရိုးမှအတွင်းစိန်ကန့်လန့် မြို့ချောင်းရိုးမှဖြတ်ကျော်လမ်းဘေးမှာရှိတဲ့ဗံပွေးကုန်းရွာအနီးကိုရောက်ရှိလာပြီးမုတ်ခါဆဲမှာမူယူတောက်စားပြီးရေချိုးစင်းတာလို့သိရပါတယ်အဲ့လိုရေချိုးစင်းတဲ့အချိန်ဆေရှုံးကောင်စီတပ်သားတအူးကမွေကိုက်ခံရပြီးတေဆုံးကကြံတဲ့တအူးကတော့ရင်နစ်ပြီးတော့တေဆုံးသွားတယ်လို့ဆိုပါတယ်တေဆုံးသွားတဲ့ဆေရှုံးကောင်စီတပ်သားအလောင်းတွေကိုမင်းလာမြို့ပေါ်ကိုနာရေးကားနဲ့ပို့ဆောင်လိုက်တယ်လို့လည်းသိရပါတယ်ခင်ဗျာဗံပွေးကုန်းရွာနဲ့မုတ်ခါဆဲကတမိုင်လောက်ပဲကွာပါတယ်စစ်ခွေးစစ်ကြောင်းက မင်းလာမြို့နယ်အပိုင်းဘကိုးရိုးမာတဲကိုမနေ့ကလေးကစစ်ကြောင်းထိုးဖို့ဝင်လာတာအင်အားကတရာလောက်ရှိတယ်။ဗန်ဝေးကုန်းရွာကိုမနေ့သောပိုင်းကလေးကရောက်နေတာသူတို့ရောက်လာပြီးတော့မုခဆင်မှာမူယူဆဲဆိုပြီးရေစင့်ကူတာတကောင်ကမွေးကြိုက်လို့သေးတယ်နောက်တကောင်ကရေနစ်သေးတယ်အလောင်းတွေကိုနာရေးကားနဲ့ပြန်သေးသွားပြီးအဲ့ဒီခွေးစစ်ကြောင်းတစ်ကြောင်းလုံးကဒီတောဆောင်နဲ့တွေမကြိုက်တာတွေလို့လို့တစ်ကြောင်းလုံးပြုတ်မှဆိုပြီးဒီနဂရော်တွေကိုဝင်ပို့ပြီးတော့ပြောရတယ်လဲရှိတယ်ဆိုပြီးတော့ဒေသခံတွေကပြောပြကြပါတယ် ဒါပြင်အဲ့ဒီအချမ်းဘတ်စစ်ရှုံးကောင်စီတပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲတွေလည်းဖြစ်ပွားနေပြီးစစ်ရှုံးကောင်စီတပ်ဘက်ကတပ်ဘက်ကထိခိုက်သေးဆုံးမှုရှိပြီးတော့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးဖြစ်ကြောင်းသိရပါဗါတယ်အဲ့တော့ကျွန်တော်တို့မုတ်ခါဆယ်အနီးမှာမွေရနည်းနည်းနဲပါတယ်မွေအကောင်များများဆိုလို့ရှိရင်ဒီကောင်ဒီနော်၄၅၆ရောက်တခါလေးတည်လိုက်အောင်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ဘုကိုတိုင်းနောက်ချမ်းမှာတွေ့ရတဲ့သတင်းပါအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဖာတီတို့ရဲ့စခန်းသိမ်းနဲ့လက်တံပြောင်နဲ့ ဒီကနေ့မှလည်းထပ်ပြီးတော့သိမ်းလိုက်တဲ့သတင်းမှာဒါကတော့ကျွန်တော်တို့မြောက်ပြည်မြို့နယ်ဆက်ရှုံးကောင်စီတပ်ရဲ့ဘလက်ဒိုကာကင်းစခန်းကို KNL မဟာမိတ်တွေကခြေမုံပြီးဆက်ရှုံးကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါဗါတယ်အဲ့တော့ကင်းပြည်နယ်မြောက်ပြည်မြို့နယ်အချမ်းမဆက်ရှုံးကောင်စီတပ်ရဲ့ဒီဘလက်ဒိုကာကင်းစခန်းကို KNL မဟာမိတ်တပ်တွေကတိုက်ခိုက် ခြေမုံနိုင်ပြီးဖြစ်ကြောင်းကို KNL ဘက်ကအတည်ပြုလာတာကိုကျွန်တော်တို့သိရပါဗါတယ်အဲ့တော့မေလ20ရက်နေ့ကစတင်ပြီးတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ စစ်ရုံးကောင်စီတပ်စခန်းတွေကိုကင်းနလီမာမိတ်ပူပေါင်းတပ်တွေကစတင်တိုက်ခိုက်ခဲ့တာပါအဲ့တော့ဒီကနေ့မွန်လွဲပိုင်းမှာတော့မြောက်ရီမြို့နယ်တောင်ဘက်ဗလဲဒူကာကင်းစခန်းကိုခြေမိုးနိုင်ပြီဖြစ်ကြောင်းစစ်ရုံးကောင်စီကလေကြောင်းကနေဆက်မပြတ်ဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ခြေမိုးရရှိထားတဲ့စခန်းကုန်းကိုဒီစခန်းရှင်းလင်းနိုင်တာနည်းမြေရှင်းလင်းနိုင်တာမျိုးတော့မရှိသေးဘူးလို့သိရပါတယ်ညာကလေးကတညာလုံးတိုက်နေတာဒရုန်းကအဓိကပေါ့စတိုက်ကလေးကဒရုန်းနဲ့ကြဲချနေတာ ိုဘတ်သူဘတ်လေရင်ဒရုန်းလက်နက်ကြီးအစုံပေါ့စခန်းကခံပြစ်မဲ့သူမရှိတော့ဘူးအတန်တိတ်သွားပြီလေရင်နဲ့ဘုံလာကျဲတာတုံးောက်ရှိပြီနောက်ပြီးတော့တေဘောဘူစခန်းကရောဝလီစခန်းကရောလက်နက်ကြီးတွေနဲ့ပစ်ကူနေတော့စစ်စခန်းဒီစစ်စခန်းကုန်းကိုတက်ရှင်းမှုကြိုးစားနေတယ်ဆိုပြီးကင်နယ်လေးတရင်ရင်မြေကပြောပါတယ်အဲ့တော့ကာကင်းစခန်းကိုတော့တိမ့်လိုက်နိုင်ပြီအဲ့ဒီစခန်းကပြန်ပြီးတော့ပြစ်ခတ်တဲ့တော့လုံးဝမကြရတော့နေမြေရှင်းလင်းမှုအတွက်တော့အဲဒီလေရင်ကျဲတာနဲ့လက်နက်ကြီးတွေကစွန့်ပြက်ကြနေတော့မလုပ်ရသေးဘူးဆိုပြီးတော့ တိုက်ပွဲချင်းတွေကိုပြောပြတာဖြစ်ပါတယ်အဲ့တော့ဆက်ရှုံးကောင်စီတပ်သားတွေကတော့ green ကရင်နဲ့ထိုင်းနေဆက်မှာဆိုရင်တည်တဲ့တိုင်းတစ်ဖက်မှာပြေးပေါက်တစ်ပေါက်ရှိနေတဲ့ခါကျတော့ဒီဘက်ကအဲဘုံဒီမချသေးဘူးဒီ drone ဆက်နှုတ်ပြီးတော့ပြန်ရုံးမဲ့ရှိသေးတယ်ဟိုဘက်မှာကထိုင်းရဲ့ထိုင်းဘက်ခြမ်းအောင်ချေတလန်းလောက်ရောက်နေရောက်နေမဲ့ဒီအဲမာရသွန်အပြေးသမားတွေဆိုတော့တည်တဲ့တိုင်းဒီဘက်ကတစ်ချက်နဲ့ချက်လောက်ဖောက်လိုက်တာနဲ့ထိုင်းဘက်ကိုချေနှစ်လမ်းသုံးလမ်းလောက်ဝင်ပြီးသားဖြစ်နေတဲ့ကောင်နေအခုလည်း ပြန်ပြစ်မဲ့သူမရှိတော့ဘူးအဲစကန်းကဒေါ်လိုင်းတက်ဖွဲ့တွေထိန်းချုပ်နိုင်ပြီသိမ်းဆည်းနိုင်ပြီလို့သိရတာပါလက်ရှိမှာ KNL မှာဟာမိတ်ပွန်တက်ကခြေမိုးနိုင်ခဲ့ပြီဖြစ်တဲ့ဒီဘလဲဒိုစစ်စခန်းကတော့2022ခုနှစ်မတ်လ29ရက်နေ့ကတော်လိုင်းတက်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့ဘူးကြောင်းဒီတိုက်ပွဲမှာစစ်ရှုံးကော်စီတပ်သား60လောက်တေဆုံးပြီးတော့စစ်ရှုံးကော်စီကအဲ့စခန်းကိုပြန်လည်ဝင်ရောက်တက်ဆွဲပြီးတော့အထိုင်ချခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့အခု2025ခုနှစ်မေလမှာနှစ်ကြိမ်နှစ်ကြိမ်မြောက်ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အရင်တနစ်ကမှတ်မိကြအောင်မထင်နဲ့မြောက်ရီဘက်နဲ့မြောက်ရီဘက်ချမ်းမှာဒီစစ်ချုံးကောင်စီရဲ့အလံတွေကိုဖြုတ်ချပြီးတော့အဲကန်နယ်လီအလံတွေတင်တဲ့အဲဒေါ်လာရေးအလံတွေတင်တဲ့ဟာကိုရုတ်တံဖိုင်နဲ့ကျွန်တော်တို့မှတ်မိကြအောင်မထင်နဲ့အဲ့တော့အဲ့ဘက်ချမ်းမှာမနစ်တည်းကသိမ်းပြီးသားစကန်တွေရှိတယ်ဒါပေမဲ့စကန်တွေကိုပြန်လက်လွတ်လိုက်ရတယ်ဒီနှစ်မှာဒုတိယတစ်ခေါက်အနေနဲ့ပြန်ပြီးတော့သိမ်းတဲ့စကန်ဖြစ်ကြောင်းကိုရှင်းပြတာဖြစ်ပါတယ်အဲ့တော့လက်တလုံးမှာတော့တေဘောဘူရွာမှာရှိတဲ့တေဘောဘူစစ်တပ်စကန်ကိုကန်နယ်လီမဟာမိတ်တပ်တွေကဆက်လက်ပိတ်ဆို့လျက်ရှိနေကြောင်း ။ဒါပြေဝလေးစစ်ပြူဟာကနေလီစကန်ထီကပလေစကန်ဥက္ကရထစကန်ကိုလည်းကနေလီမဟာမိတ်တပ်တွေကဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိကြောင်းကနေလီသတင်းရင်းမြစ်တွေထံကနေကျွန်တော်တို့သိရပါပါတယ်ခင်ဗျာ။အဲ့တော့ထိုင်းမြန်မာနယ်စပ်ကတော့တော်တော်လေးကိုဒီလပိုင်းတွေမှာအခြေအနေကောင်းလာတာကိုတွေ့ရပါတယ်။ဘာကြောင့်လဲဆိုလို့ရှင်စကန်တစ်ခုပြီးတစ်ခုတိမ့်လာတာဆိုရင်အခုစကန်၄ခုနေပါပဲကျန်တဲ့အခြေအနေပါဒီ၄ခုလောက်ကိုတိမ့်နိုင်ပြီဆိုရင်တော့ထိုင်းမြန်မာနယ်စပ်ကိုတော်လိုင်းတပ်ပေါင်းစုတွေ ကင်နလီပါဝင်ဒေါ်လိုင်းတပေါင်းစုတွေကထင်းချုပ်နိုင်ပြီလို့ကျွန်တော်တို့တည်တည်ပပပြောနိုင်တော့မှာဖြစ်ပါတယ်ဟိုဒီနှစ်ကတော့ပါတီတို့နှစ်ပါပဲပါတီတို့ကကြွေးကြော်ထားတယ် KNDO ကလည်းတမိုင်းကြောင်တလျှောက်မှာဒီအခြေစိုက်စခန်းအခြေစိုက်နယ်မြေလုတ်ခဲ့ဘူးတဲ့အင်းစိန်မှာ2029ခုနှစ်အတွင်း2029ခုနှစ်မကျော်ခင်အတွင်းမှာအဲ့ဒီအင်းစိန်မှာပဲအခြေစိုက်နိုင်အောင်ပြန်ပြီးတော့ ကြိုးစားရမယ်ပြန်ပြီးတော့လုပ်ရမယ်ဆိုပြီးတက်မှုတွေကိုအမိန်ထုတ်ထားကြောင်းကျွန်တော်တို့အရင်လကသတင်းတွေမှာအတိလင်းပြောဆိုထားပြီးဖြစ်ပါတယ်နောက်တစ်ချင်းပြည်နယ်ဘက်မှာဖြစ်နေတဲ့တိုက်ပွဲသတင်းကြောင်းရတယ်ကျွန်တော်တို့ဆက်ချင်ပါတယ်အဲ့တော့ချင်းပြည်နယ်တိတိန်မြို့နယ်စီရင်ဒေသမှာဆက်ရှုံးကောင်စီစစ်ကြောင်းနဲ့တော်လိုင်းရေးပူးပေါင်းတက်ဖွဲ့ကြားမှာတိုက်ပွဲပြင်းထန်နေပြီးတော့ဆက်ရှုံးကောင်စီတပ်သားတွေထိခိုက်သေဆုံးမှုတဲ့ဒီထွက်ပြေးမှုတွေရှိနေလို့ကျွန်တော်တို့သိရပါတယ်မေလ18ရက်ကစပြီးကလေးမျိုးကနေတဲ့ဆင်ဆက်ရှုံးကောင်စီတပ်က အင်အား900ကျော်အသုံးပြုကချင်းပြည်နယ်ကိုထိုးစစ်ဆင်လာတဲ့အတွက်ချင်းတော်လိုင်းတပ်ဖွဲ့တွေကပူးပေါင်းပြီးတည်ထိုင်မြို့နယ်စီရင်ဒေသကခုခံတိုက်ခိုက်လျက်ရှိရမှာမေလ23ရက်နေ့မနက်၈နာရီကနေစတင်ပြီးတော့မေလဒီကနေ့23ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်နေကြတာဖြစ်ပါတယ်တိုက်ပွဲတွေမှာဆက်ရှုံးကောင်စီတပ်သားတွေထိခိုက်သေးဆုံးမှုများပြားကြောင်းဆက်ရှုံးကောင်စီတပ်ကိုဆွန့်ခွာထွက်ပြေးနေတဲ့သူတွေလည်းရှိကြောင်းသိရှိရပါတယ်အဲ့တော့မြန်မြန်ဆွန့်ခွာပြီးမြန်မြန်ထွက်ပြေးမြန်မြန်အလင်းဝင်တော့အသက်ချမ်းသာခွင့် ရပါမယ်900ပဲတက်လာတက်လာ1000ပဲတက်လာတက်လာအချိန်တန်ရင်လမ်းဘေးမှာအတုံးယုံလေးတွေနဲ့ခွေးလို့နွားလို့ကြက်လို့ဝဲလို့တေးရတဲ့အဖြစ်ရောက်ရှိတာကိုကျွန်တော်ရုပ်တံဖိုင်တွေထဲမှာအရင်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 တက်လာတဲ့စစ်ကြောင်းတွေမှာမြင်ဘူးတွေ့ဘူးတီးဘူးပြီးသားဖြစ်တယ်ဒါကြောင့်မလို့မြန်မြန်အလင်းဝင်နေသူမြန်မြန်လက်နဲ့ချတဲ့သူကတော့အသက်ရှင်တန်ခွင့်ရကြမှာပါ တိုက်ပွဲကမေလ21ရက်မနက်8နာရီကနေဖြစ်နေတာအခုထိပါပဲလေကြောင်းတော့မတော်ဘူးအင်အားက900ကျော်ရှိတယ်လို့သိရတယ်ထိခိုက်သေဆုံးမှုတွေလည်းရှိတယ်ထွက်ပြေးနေတဲ့သူတွေလည်းရှိတယ်ဆိုပြီးတော့စီရီယဒီစီရီယန်စီရင်ပြောဆိုခွင့်ရှိသူကိုဒီကီကပြောဆိုထားတာကိုလည်းကျွန်တော်တို့တွေ့မြင်ရပါတယ်ဒါကတော့ချင်းဘက်မှာလက်တလောဖြစ်နေတဲ့တိုက်ပွဲသတင်းကြောင်းရပါအဲ့တော့ဒီကနေ့ညမှာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တွေ့ရတာကတော့ကျွန်တော်တို့အကြမ်းဖက်ဆစ်ရှုံးကောင်စီတက်ကပသိမ်ကြီးမြို့နယ်မှာဒီဟေးဟော့နဲ့ ရပ်သရှင်နေဆိုတဲ့ကိုထက်ဝေယံပေါ့နော်ကိုထက်ဝေယံအဲသူသရှင်နေကျွန်တော်တို့နားထောင်ဖို့ပါတယ်သူ့ကိုစစ်တပ်ကညတကောင်ရံအချိန်မှာဝင်ရောက်ဖမ်းဆီးပြီးတော့အကြောင်းမဲ့ညှင်းပန်းနှိပ်စက်ပြီးတော့တက်ဖြတ်လိုက်တဲ့ဆိုတဲ့သတင်းမှာအဲလူငယ်ဒီရပ်နဲ့ဟိဟော့ကိုနားထောင်တဲ့လူငယ်တော်တော်များများတော့သိကြပါတယ်မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာတက်24နှစ်အရွယ်တော်တော်ငယ်သေးတာပေါ့24နှစ်အရွယ်ဟိဟော့နဲ့ရပ်ဂီတသမားကိုထက်ဝေယံကိုစစ်တပ်က ညတကောင်ရံချိန်မှာဝင်ရောက်ဖမ်းဆီးသွားပြီးအလောင်းပြန်လာယူဖို့မိသားစုကိုတီးပေးလာကြောင်းတည်ဆုံးစုကိုထက်ဝင်ရံရဲ့မိတ်ဆွေတွေကပြောဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်မေလ20ရက်နေ့ည12နာရီချိန်လောက်မှာမန္တလေးတိုင်းပသိမ်ကြီးမြို့နယ်ငွေတောင်ကျေးရွာအုပ်စုဒီကလားကြီးခြံကျေးရွာမှာအသက်24နှစ်အရွယ်ကိုထက်ဝင်ရံသူ့ကိုစစ်တပ်ကကားနဲ့လာရောက်ဖမ်းဆီးပြီးတော့ခေါ်ဆောင်သွားတာလို့သိရပါတယ်အဲ့လိုခေါ်ပြီးတဲ့နောက်မှာတော့မေလ21ရက်နေ့မန္တလေးစေးရုံကြီးရင်ခွဲရုံကကိုထက်ဝင်ရံရဲ့အလောင်း စေယုံကိုရောက်ရှိနေပြီဖြစ်ကြောင်းကျန်ရည်သူမိသားစုထံကို အကြောင်းကြားလာကြတာလည်းဖြစ်ပါတယ်။အဲ့တော့ကျန်ရည်သူမိသားစုကမန္တလေးစေယုံကြီးရင်ခွဲယုံကိုလိုက်သွားတဲ့အခါမှာဆေယုံကောင်တိတက်ရဲ့နှင်းပန်းနှိပ်ဆက်ဒဏ်ရာတွေနဲ့တည်ဆုံးနေတဲ့ကိုထက်ဝင်ရန်ရဲ့အလောင်းကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။အဲ့တော့မျက်နှာဥကောင်းနဲ့ကိုခန္ဓာတစ်ခုလုံးမှာဒဏ်ရာတချက်များစွာနဲ့တည်ဆုံးခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။သူကဘာပြစ်မှုမှကျွလွန်တာမရှိဘူး။ပြစ်မှုမှတ်တမ်းတယ်မရှိပါဘူး။အဲ့ဒါကိုအိမ်ထိလာဖမ်းပြီးတော့နှင်းပန်းနှိပ်ဆက်တပ်ဖြတ်လိုက်တာပါ။သူ့မှာဇနီးနဲ့နှစ်နှစ်ခွဲသမီးလေးကြံခဲ့ပါတယ် အလောင်းကိုလည်းဆေးရုံကနေတဆင့်ပဲတကြိုခိုင်းနေတကြိုပြီးပါပြီလို့ဒီကိုထက်ဝင်ရင်ရဲ့မိတ်ဆွေကရှင်းပြပါပါတယ်အဲ့တော့စစ်တပ်ရဲ့ဖမ်းဆီးတပ်ဖြတ်မှုခံလိုက်ရတဲ့ကိုထက်ဝင်ရင်ကအေးအေးဆေးဆေးနေတတ်တဲ့ဂီတသမားတစ်ဦးဖြစ်ပြီးတော့ဝါသနာပါယာ DJ Hip Hop နဲ့ Rap ဂီတကိုဒီဇိုင်းမမတ်လုပ်ဆောင်နေတဲ့သူဖြစ်တယ်လို့သိရှိရပါတယ်အဲ့တော့စရှုံးကောင်စီတက်ကတော့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းကနေဒီကနေ့အချိန်ထိသူ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ပြည်သူလူထုတွေကို ဗစီမေနေဆက်မယ်ပြည်သူလူထုရဲ့အသက်ကိုချက်ကလေးငက်ကလေးတဖွဲအမြဲတမ်းတရားလက်လွတ်ဖမ်းဆီးတပ်ဖြတ်နေကြတာအခုဆိုရင်သူမတမီးလေးလည်းရှိတယ်မိသားစုမိမကြံခဲ့တယ်တိုက်တိုက်မျိုးမျိုးရှိနေတယ်မိသားစုတပြိုဟိုဖေမရှိတော့ဘူးတမီးလေးဆိုရင်အမျိုးသမီးဆိုရင်လျှောက်ကြမရှိတော့ဘူးဘာပြစ်မှုမှလည်းမရှိဘူးဘာအပြစ်မှလည်းမလုပ်ဘူးသူကသူအနုပညာဂီတကိုဒီဇိုင်းမမတ်နဲ့အေးအေးဆေးဆေးလုပ်နေတယ်သူအဲ့တော့ ီလိုမျိုးဒီလိုမျိုးဒီလိုမျိုးရှစ်ရှစ်ကဖြစ်စင်နေလဲအများကြီးပါဘာပြစ်မှုမှမရှိဘူးဘာမှမကောင်းတာမလုပ်ဘူးအေးစစ်စစ်နေတဲ့သူတွေကိုမထင်းရင်မထင်းသလိုသူတို့အကြောင်းပြချက်မျိုးစုံနဲ့အခုဆိုရင်အကြောင်းပြချက်တောင်ဘာမှမပေးကြဘူးဘာပြစ်မှုမှလည်းမရှိပဲနဲ့ခေါ်သွားတယ်မနဲ့ကြတော့အလောင်းမဲ့မိသားစုကြီးကပြန်ရခဲ့ရလိုက်တယ်ဖြစ်စင်တယ်ဒီလိုမျိုးဒီလိုမျိုးကြုံခဲ့ရတဲ့မိသားစုပေါင်းများစွာရာနဲ့ထောင်နဲ့ချီပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာများလာပါပြီအဲ့တော့စစ်ရှုံးကောင်စီ ဆက်ပြီးတော့အုတ်ချုပ်နေသမျှကာလပတ်လုံးဒီစစ်တပ်စစ်အာဏာရှင်စနစ်အမြင့်မပြတ်မချင်းကာလပတ်လုံးတော့တေးကြပါတယ်ကျွန်တော်တို့ဒီလိုဒုက္ခတွေဒီလိုမျိုးမိသားစုတွေအဖြစ်ဆိုးတွေကြုံနေကြအောင်ပါပါဒါကြောင့်မလို့ကျွန်တော်တို့ရဲ့တခုတည်းသောလမ်းကတော့ဒီစစ်အာဏာရှင်ဖက်စစ်တပ်ကိုအမြင့်ဖြတ်ပြီးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ကျွန်တော်တို့ခုကျွန်တော်တို့အားနဲ့ ထူထောင်နိုင်ဖို့ပါအဲ့တော့ကြံတဲ့လမ်းကြောင်းတော့ကျွန်တော်တို့မှမရှိပါဘူးစစ်ရှုံးကော်စီကတော့အတင်းကာရောဒီဇင်ဘာမှာသူမရရတဲ့နေရာတွေမှာရွေးကောက်ပွဲကျင်းပပြီးတော့သူတို့ရဲ့နိုင်ငံရေးထွက်ပေါက်နေနဲ့ဆက်ပြီးတော့လုံးကြပါလေဦးမယ်သူတို့အသက်ကိုဆွဲဆန့်ကြပါလေဦးမယ်အဲ့တော့သိကြပါတယ်ဘယ်ပြည်သူလူထုကမှအဲ့ဒီရွေးကောက်ပွဲကိုသူတို့ရဲ့အောက်ဆွဲတွေသူတို့ရဲ့ဘတ်တော်သားတွေသူတို့သူတို့နဲ့အတူဂျိုးစီဝါတူတဲ့သူတွေဒါပဲဒီရွေးကောက်ပွဲမှာပါဝင်ပြီးတော့ မဲပေးတဲ့လုပ်ငန်းစဉ်တွေတခြားဟာတွေကိုမြန်မြန်ဆိုင်ဆိုင်လုပ်ကြမှာပါဒီလိုမျိုးဒီ၄နှစ်တာ၅နှစ်တာကာလအတွင်းမှာနေ့နေအောင်ခံနေရတဲ့ပြည်သူလူထုကတော့ဒီကောင်တွေလုပ်တဲ့ရွေးကောက်ပွဲကိုသိကြပါတယ်တရွေတော်လှည့်ထွေးမှာမဟုတ်ပါဘူးအဲ့တော့ဒီကောင်တွေအမြင့်ပြတ်မှာပဲကျွန်တော်တို့ပြည်သူလူထုရဲ့ဆင်းရဲဒုက္ခကကင်းလွတ်နိုင်မှာပါဒါကြောင့်ပြည်သူလူထုအားလုံးကလည်းတဦးတယောက်ချင်းစီဘိုင်းတူပါဝင်နိုင်တဲ့ နေရာကနေပါဝင်ကြဖို့လိုပါတယ်ဗျိုင်းတူတွန်းရင်ရွေ့နိုင်ပါတယ်ဆိုတဲ့စကားပုံကကျွန်တော်ဟိုးမူလာတဲ့နေရာကျွန်တော်တို့တင်ခဲ့ရတယ်စကားပုံမှာတင်ခဲ့ရတယ်စပါဒါကဒီချိန်မှာကျွန်တော်တို့အားလုံးကအားလုံးအတွက်အသုံးတည့်တဲ့စကားပုံမှာဗျိုင်းတူတွန်းကြရမှာပါနေပယ်တီးတီးကလဲနေလျှောင်းမြင်းဆောင်မကြံနေပယ်အတီးတီးကကျွန်တော်တို့တပြိုင်တည်းထဲရုံးရမှာပါအဲ့တော့ energy ကလည်းပြင်ညာထားတယ်ဦးမေကိုနိုင်တို့ကလည်းနှူးဆော်ထားတယ် အထွေထွေထိုးစစ်ကြီးမကြခင်မှာစတင်တော့အထွေထွေတပြည်လုံးအတိုင်းအတာနဲ့အထွေထွေထိုးစစ်ကြီးစတင်တော့အထွေထွေထိုးစစ်ကြီးစတင်လာတဲ့အခါမှာပြည်သူတွေအနေနဲ့ကိုဗေနီယာနေပါဝင်ပြီးတော့ထမင်းတို့ကမ်းမှာလားလမ်းတွေကိုလမ်းပြမှာလားဘာတွေကူမှာလဲအဲဘယ်လိုနေရာပါဝင်နိုင်မလဲဆိုတော့ကြိုတင်ပြီးတော့စဉ်းစားထားကြဖို့အားလုံးကနှိုးဆော်ထားကြပြီဖြစ်တယ်အဲ့တော့အဲ့ဒီအချိန်ကာလတခုကိုကျွန်တော်တို့ကြိုလင်းရင်းနဲ့တပြိုင်နက်တည်းရုံးရမယ်ကာလမှာ ရုံးနိုင်မှုကျွန်တော်တို့ခွန်အားမွေးကြမယ်ကျွန်တော်တို့အင်အားတွေရှိအောင်တိဆောက်ပြီးတော့နေကြမယ်လို့ဒီကနေ့ညမှာသတင်းတွေတင်ဆက်ရင်းနဲ့သတင်းစကားပါပြရစီခင်ဗျာအဲ့တော့2025ခုနှစ်မေလ23ရက်နေ့ရဲ့ညခင်းမှာတွေ့ရတဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝင်ကဝိုင်းတော်သားတွေနဲ့အတူစူးစိတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးတော့စစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ စုမုံကောင်တောင်းလိုက်ရပါတယ်ခင်ဗျာအဲ့တော့ထူးခြားတဲ့သတင်းတွေနဲ့တို့ကျွန်တော်တို့မနက်ဖြန်မှာပြန်ပြီးတော့ဆုံတွေ့ပါမယ်ခင်ဗျာ